vocabulary လေးအားနည်းစကားလုံးဖွဲ့စည်းပုံကလည်းနားမလဲဆိုရင်တော့ပြောတဲ့နေရာမှာသူများလိုပဲပြောနိုင်ပါမလဲအဲ့တော့ဆရာအဲ့ဒီမှာဆရာသင်ပေးနေတဲ့ series တွေမှာဆိုလို့ရှိရင်ဒီ30 series မှာဆိုရင် out that ကြည့်အောင်ဆိုတဲ့အတုံးတုံးလေးရက်60 series မှာဆိုရင်နေတိုင်းကောင်းစင်မျိုးစုံနဲ့ vocabulary တွေသင်ပေးနေရဖြစ်တဲ့အတွက်ကြောင့်နေတိုင်းပုံမှန်လိုက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တစ်နေ့ဆက်တစ်နေ့ဟိုဆရာပြောလို့ပဲအစင်1 2 3လေးတစ်ဖြည်းဖြည်းတက်လာပြီးတော့ရသွားပါပါအဲ့တော့ဘယ်လိုလုပ်ရမလဲဆိုပြီးစိတ်သက်ကြနေမယ်အစား ဗီဒီယိုတစ်ခုကနေဆက်ပြီးတော့တစ်ခုပြီးတစ်ခုဆက်ပြီးကြည့်သွားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အကျိုးများပါပါ။ဟုတ်ပြီ။ဒီနေ့ကတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ vocabulary သိအောင်ဆိုပြီးကျမ်းမာကျင့်တဲ့ပတ်သက်တဲ့ဟာလေးနဲ့သင်ပေးမယ်။ဒါဆိုရင်ကြည့်လိုက်ပါဦးเนาะ။အရင်စမ်းကြည့်ချင်းနဲ့ဒီ vocabulary ကတော့ငါ့မှာရှိပြီးသားဆိုထင်ဗီဒီယိုလေးခဏလေးရပ်ပြီးတော့ပြောကြည့်အဲ့လိုမှမဟုတ်ဘူးတန်းပြီးတော့ကြည့်တော့မယ်ဆိုရင်လည်းကြည့်ဒါပေမဲ့ကြည့်ပြီးတော့ဘာလို့ရမလဲဆရာပြောလို့ပဲမှတ်ကြမယ်ရေးရမယ်ကြက်ကြမယ်ကျမ်းမာခြင်းဟာချမ်းသာခြင်းပါပဲကျမ်းမာခြင်းလေးဘယ်လိုခေါ်လဲဆိုရင် H E L T H health လို့ခေါ်တယ်ဒါ now healthy adjective ချမ်းသာတော့ health ကတော့ချမ်းသာခြင်းပေါ့ချမ်းသာခြင်းပါပဲဆိုတာချမ်းသာခြင်းဖြစ်တယ်ဆိုရယ်ဖြစ်တည်ဆိုတဲ့ဘောလေးမြောက်ထားတယ်မြုပ်ထားရဲဖြစ်တဲ့အတွက်ကြောင့်ဖြစ်တည်ဆိုရအောင် is ထည့်လိုက်တယ် health is ဘာဖြစ်ခြင်းလဲချမ်းသာခြင်းကိုကြောင့်ဒီကောင်လေးရဲ့ကာယံလိုက်အောင် rich တို့ဘာလို့ရှိပေမဲ့လဲ wealth တို့လိုက်မယ်ဒါတော့ health is wealth အဲ့တော့ချမ်းသာခြင်းဟာချမ်းသာခြင်းပါပဲဟောမနှဆဖို့မစားပဲမနေသင့်ဘူးဒါကဘာပြောရလဲဆိုလို့ရှိရင်အကြံပေးနေတာဒီနေရာမှာ subject မပေါလို့မထင်နဲ့ subject ကနားထောင်နေတဲ့သင်ကိုပြောနေတာဖြစ်တဲ့အတွက်ကြောင့် ဒီမှာဆရာယူလေးလိုက်တယ်ယူတဲ့လားဆိုရင် shoot ပေါ့နော်ဒါဒီဆရာရ30 cm အောက်တက်ကြအောင်တင်းတယ်ဆက်မှတင်ပြီးပြီးဒါမလုတ်တင်ဘူးဆိုတော့ shoot မှာဒီ and ball stop ပြီးနော်ပြောမယ်ဆို not auto ခါလို့ထည့်လိုက်တော့ you shoot တယ်မစားဘဲနေတာကိုဆရာတလုံးနဲ့ကြီးလို့ရရအောင်လဲဆိုရင် skip လို့ခေါ်တယ် skip ဆိုတာကျိုးဆိုရင်ကျိုးခုန်တာပေါ့နော်ဒါကြော်တာအဲ့တော့ ီလိုပဲတော့ကြောင်းနေပါပြည့်ရဆိုရင်လည်း skip လုပ်လို့ရတယ်ဘာလို့လဲဆိုတော့ဒီအတန်းတမတရက်စာကိုကြော်လိုက်တာဒီလိုမျိုးပေါ့အဲ့လိုပဲမနက်စာကိုလည်း skip လိုက်တယ်ဆိုတာမနက်စာကိုကြော်ပြီးနေရင်းစာမှာသွားစားတယ်ပြောချင်တာမနက်စာမစားဘဲနေတာကိုမနက်စာကိုမကြော်သင့်ဘူးဆိုတဲ့ပုံစံနဲ့ရေးရတယ်အဲ့တော့ you should have skip ဘာကြော်သင့်တာလဲမနက်စာဆိုတော့ breakfast နော်ဒီမှာ breakfast လို့မသွားတော့ထပ်ပဲ ਨੇ breakfast လို့လာထပ်မယ်အတန်းနေတန်းထားလေးလည်းရလောက်ကျင့်ပေါ့အဲ့လို design တစ်ဖြည်းနဲ့ကျင်းရလာမှာဘုံခနဲ့ကြီးတော့တန်းတော့မရဘူးအဓိကကကိုကနေတိုင်းလှိမ့်လာနေဖို့ပဲရေးကြည့်ရနော် ကဲနာယီတိုင်းမတ်တက်ရက်ပြီးအကျော်လျှော့ပါဒါကတော့ခိုင်းတာဖြစ်သွားပြီခိုင်းတာဆိုတော့ Vanessa ဆိုမယ်မတ်တက်ရက်ပါဆောင်းရင်းလေးလေးဆိုရင် stan b ဆိုတော့ and ဘာလို့မလဲအကျော်လျှော့မယ်တော့ဒီ vocabulary တွေကမသိလို့ပြောလို့မရလေအကျော်လျှော့ပါဆိုရဲစကားကိုပြောဖို့အတွက်အကျော်လျှော့ဒီဆိုရဲဘင်းနေမသိပြောလို့မရအောင်အဲကြောင့်ငါဘာလို့ပြောလို့မရလဲဆိုရဲ vocabulary လည်းမရှိလို့ usage လည်းမသိလို့ပေါ့နော်အဲ့တော့ vocabulary ရှိအောင်လည်း usage တည်အောင်ပုံမှန်လေးကြည့်မယ်လေ့လာမယ်ဆရာဒီနေ့ကနေဒါပဲဆရာပြောလို့ရမယ်သင်ပေးလို့ရမယ် ဲစူးစမ်းဖို့တော့ follower တွေတာဝန်ပဲအဲ့လိုပဲပြောပါဘောเนาะ S T R E T C H stretch လို့ခေါ်တယ်အဲ့တော့ stand and stretch နိုင်တိုင်းကတော့ဘယ်လိုလဲဆိုရင် every hour ဘောတနာပြီတိုင်းနောက်လျှောက်ကြီးအထိုင်ပြီးလုံမနေနဲ့အမတ်တက်လေးပါကြီးကကြောလေးပါလေးရှော့အဲ့တော့ stand and stretch လို့ခေါ်တယ်ကဲဆော့ဆော့အိပ်ပြီးဆော့ဆော့ချဆော့ဆော့အိပ်အိပ်တော့ sleep လို့ခေါ်တယ်ဆော့ဆော့တော့ E R L Y early ပြီးတော့ဆော့ and ဆော့ဆော့ချဆော့ wake up ဘောဆော့ဆော့ဆော့ပါပဲလေ early ဲ့တော့ sleep early and wake up early ဟုတ်အော် C နဲ့ကြော်ထားတဲ့အစားအစာတွေကို short short ရင်းလို့ဘယ်လိုခေါ်လဲဆိုရင် reduce လို့ခေါ်တယ် reduce C များတာဘယ်လိုခေါ်လဲဆိုတော့ oily နဲ့ဆိုတော့ and ကြော်ထားတာဘယ်လိုခေါ်လဲဆိုရင် fried အဲ့တော့ reduce oily and fried အစားအစာတော့ဘယ်လိုခေါ်လဲဆိုရင် food ပေါ့ဒါပေမဲ့ဒီကောင်အမျိုးအစားဒီ food ကရေတွက်လို့ရလဲရှိတယ်မရလဲရှိတယ်အမျိုးအစားနဲ့ပတ်သက်ပြီးပြောရင် food ကရေတွက်လို့ရလို့ယူဆပြီးတော့နှစ်မျိုးဖြစ်တဲ့အကြောင်း S ထည့်လို့ရတယ် ဲ့တော့ reduce reduce လည်းနားထောင်လို့ရ reduce လည်းနားထောင်လို့ရ reduce ဆိုတာ short ချဒီ meaning နေကြ oily စီးများတာ fry ကြော်ထားတာအဲ့စားစားကြီး short ဒါဆိုရင်အတိအမြင်အတိတရော use အတိတရော vocabulary အတိတရောရသွားမှာလို့ဆရာဒီစပါတယ်ဒီကနေ့အဲ့လိုလေးပုံမှန်လေးကြက်ပြီးစူးစမ်းချက်ဆောင်ပါ okay fighter